်မင်္ဂလာပါရှင်ဗမာခေတ်တည်ထောင်ဌာနရဲ့ထိတ်တန့်တည်များကိုတင်ဆက်ပေးပါမယ်ဓမ္မအောင်သောလူတာစင်ကြည်သိဆုံးသည့်တရင်ချုပ်မိထုံးဘွဲကိုစစ်တဲ့ဤလေးချောင်းတိုက်ခိုက်မှု ကုလသမဂတွေ့ရင်မှုချုပ်အပါဝင်နိုင်ငံတကာတန်ယုံများကပြင်းပြင်းထန်ထန်ရှုတ်ချတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းချောင်းမြို့နယ်မှာအောက်တိုဘာလ6ရက်နေ့ညပိုင်းလူသားချင်းချီတိုက်ဆုံခဲ့ရတဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုကုလသမဂ္ဂအထွေထွေတွင်ရင်မှုချုပ်အန်တိုနီယိုဂူတာရက်စ်အပါအဝင်ရန်ကုန်အခြေဆိုင်နိုင်ငံတကာတန်ယုံတွေကပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။ မြန်မာစစ်တပ်ရဲ့အဲ့ဒီတိုက်ခိုက်မှုဟာအရက်သားတွေကိုပြစ်မှတ်ထားစီးရင်အရာတိုက်ခိုက်တဲ့လုပ်ရက်တစ်ခုဖြစ်ပေါ်ပြခဲ့တာဖြစ်တယ်လို့ကုလသမဂ္ဂအတွင်းမှချုပ်အန်တိုနီယိုဂူတာရက်စ်ကပြောဆိုကြောင်းကုလသမဂ္ဂရဲ့ပြောရေးဆိုခွင့်ရှိသူကပြောဆိုပါတယ် စကိုင်းတိုင်းချောင်းဦးမြို့နယ်စီမီထွန်ပွဲကိုစစ်တပ်ကစစ်တပ်လေဒီဖြင့်ပုံချင်းချတာကြောင့်အနည်းဆုံးလူ24ဦးသေဆုံးပြီး55ဦးဒဏ်ရာရရှိကာသေဆုံးထိခိုက်သူတွေမှာကလေးတွေနဲ့အမျိုးသမီးတွေပါပါဝင်နေတာဖြစ်ပါတယ်။ဒါအပြင်အာနာသိန်းစစ်တပ်ရဲ့ပုံချင်းတိုက်ခိုက်မှုကိုရန်ကုန်အခြေစိုက် UK Australia နဲ့ဆစ်ဇလန်တန်ယုံတို့ကကန့်ကွက်ရှုတ်ချကြောင်းဒီနေ့ထုတ်ပြန်ပါတယ်။ Australia အနေနဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့မိထွန်းပွဲတော်ကျင်းပနေစဉ်ကာလအတွင်းတိုက်ခိုက်ခံရမှုတွေပါဝင်ပြည်သူလူထုပေါ်မြန်မာဆရာနာရှင်အဖွဲ့အစည်းရဲ့ဆက်လက်တိုက်ခိုက်နေမှုတွေကိုရှုတ်ချတယ်လို့ဆိုပါတယ်။ဆွစ်ဇာလန်တန်ယုံကလည်းသကိုင်းတိုင်း၆ဦးမြို့နယ်ကဘာသာရေးပွဲတော်တွင်ကလေးတငယ်ပါဝင်အယက်သားဒါဇင်နဲ့ချီတိတ်ဆုံခဲ့ရတဲ့မြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုရှုတ်ချကြောင်းထုတ်ပြန်ပါတယ်။ အရက်သားတွေကိုမခွဲခြားပဲဘုံကျဲတိုက်ခိုက်တာဟာပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကိုချိုးဖောက်တာဖြစ်တယ်လို့ဆွစ်ဇာလန်တန်ယုံကဆိုပါတယ်ဆွစ်ဇာလန်နိုင်ငံအနေနဲ့ပရိပက္ခနဲ့သက်ဆိုင်တဲ့အဖွဲ့တွေအားလုံးပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေနိုင်ငံတကာလူခွင့်ရေးဥပဒေတွေအောက်ကနေတာဝန်ဝတ္တရားတွေကိုအပြည့်အဝလေးစားလိုက်နာဖို့နဲ့အရက်သားတွေကိုအကောင်အကွယ်ပေးဖို့လိုအပ်တဲ့အစီအမံတွေအားလုံးကို တောင်းဆိုတယ်လို့ဆိုပါတယ် ဒီဖြစ်စဉ်ဟာနိုင်ငံတဝန်ကအရက်သားတွေပေါ်နှက်ဆိုင်စွာစိတ်နှောက်ယှက်ဖြစ်စေတဲ့အကြမ်းဖက်မှုလုပ်ရက်တွေကိုထင်ဟပ်စေတယ်လို့ဆိုပါတယ်။အလားတူပဲအကြမ်းဖက်မှုတွေကိုချက်ချင်းရတန်ဖို့နဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေအတားအဆီးမရှိဘေးကင်းလုံခြုံစွာပေးရနိုင်ရေးမတရားထိမ့်သိမ်းခံထားရတဲ့အကျဉ်းသားတွေကိုလွတ်ပေးရင်လည်းအလုံးပါဝင်တဲ့ဆွေးနွေးမှုတွေလုံဆောင်ကြဖို့တောင်းဆိုတယ်လို့ဩစတြေးလျတန်ယုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ UK တန်ယုံကတော့စကိုင်းတိုင်း6ဦးမြို့မှာဗုဒ္ဓဘာသာဝင်အထွတ်မြတ်ထားရပွဲတော်ရက်တွင်ကလေးငယ်တွေပါဝင်အချက်သားပြည်သူတွေတိတ်ဆုံးကြရတဲ့လေကြောင်းတိုက်ခိုက်မှုသတင်းတွေကြားသိရတာအင်မတန်မှတုန်လှုပ်ဖွယ်ကောင်းပါတယ်လို့ဆိုပါတယ်ဒီတိုက်ခိုက်မှုမျိုးတွေလက်ခံနိုင်ပွဲရအကြောင်းပြချက်လုံးဝမရှိဘူးလို့လည်းဆိုပါတယ် မြန်မာပြည်သူများအပေါ်အကြမ်းဖက်မှုများဆက်လက်ကျူးလွန်နေတဲ့မြန်မာစစ်အစိုးရရဲ့လုပ်ရက်ကို UK အစိုးရအနေနဲ့ရှုတ်ချပါတယ်မြန်မာစစ်တပ်အပါဝင်တပ်ဆိုင်ရာဖွဲ့စည်းများအလုံးအရတားပြည်သူတွေအထူးသဖြင့်ကလေးငယ်ကိုကောက်ွယ်ပေးဖို့တိုက်တွန်းပါတယ်ဟုရန်ကုန်ခြေဆိုင်ပြည်သူ့ရှာတန်ရုံအခြေခံအင်ဒရူးဂျက်စင်ကပြောဆိုသွားကြောင်းသိရပါတယ် တရင်ကျုံမီထုံပွဲကိုစစ်တပ်ပါရာမော်တာနဲ့ဘုံကျဲတက်ခဲမှုအပေါ်နိုင်ငံတကာမီဒီယာတွေအကြေတဝင့်ဖော်ပြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇဂိုင်းတိုင်းချောင်းမြို့နယ်တွေကတရင်ကျုံမီထုံပွဲတော်ကိုအာနာသိန်းစစ်ကောင်စီကပါရာမော်တာအုံပြုဘုံကျဲခဲ့လို့အရက်သားအများပြားတိကျဒဏ်ရာရခဲ့တဲ့သတင်းကိုနိုင်ငံတကာမီဒီယာတွေကအကြေတဝင့်ဖော်ပြခဲ့ကြပါတယ်။ဗုဒ္ဓဘာသာဝင်တွေအထွတ်မြတ်ထားရာတရင်ကျုံလာပြည်နယ်ညာတုံးကချောင်းမြို့နယ်ရဲ့ဘုံတိုးရွာတွေမှာမီထုံပွဲတော်ကျင်းပနေတော့စစ်ကောင်စီရဲ့ပါရာ မော်တာကပုံကျဲခဲ့တာကြောင့်ကလေးငယ်တွေပါဝင်ပြည်သူဒါဇင်နဲ့ချီတိုက်ဆုံပြီးအများပြားဒဏ်ရာရခဲ့တာပါ။ အော်တိုဘာ6ရက်နေ့ကဖြစ်ပွားခဲ့တဲ့ဂျမ်းကျုပ်ရက်ဆက်တဲ့ပုံကျဲတက်ပြတ်မှုအပေါ်နိုင်ငံတကာမီဒီယာတွေကလည်းစစ်ကောင်စီရဲ့ရက်ဆက်ဂျမ်းကျုပ်တဲ့လုပ်ရက်ပေါ်ကြဲကြဲပြန့်ပြန့်သတင်းဖော်ပြခဲ့ကြတာပါအမေရိကန်ရဲ့ဩဇာကြီးမားတဲ့သတင်းစာတစ်စောင်ဖြစ်တဲ့နယူးယောက်တိုင်းကလည်းပုံတုံရမှာပါရာမော်တာပုံကျဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့မျက်မြင်သက်သေတူနဲ့ NUG တို့ကိုကိုးကားပြီးသတင်းဖော်ပြခဲ့ပါတယ် ညမြင်တွေရဲ့အဆိုအရလူလိုက်ပါစီနေတဲ့ပါရမော်တာတစ်စီးပေါ်ကနေအခုတိုက်ခိုက်မှုကိုလုပ်ခဲ့တယ်ဆိုတာအတည်ပြုနိုင်ကြောင်းနယူးယောက်တိုင်းကရေးသားထားပါတယ်။ အောက်တိုဘာ6ရက်နေ့တိုက်ခိုက်မှုမှာ24ဦးထပ်မံတေဆုံးပြီး40ထပ်မံဒဏ်ရာရရှိခဲ့တယ်လို့နယူးယောက်တိုင်းကဆိုပါတယ်တေဆုံးသူတွေထဲမှာစကိုင်းတိုင်းအခြေဆိုင်လှုပ်ရှားနေတဲ့ဒေါ်လာရီတပ်ဖွဲ့ဝင်အနည်းဆုံး2ဦးလည်းပါဝင်ခဲ့တယ်လို့နယူးယောက်တိုင်းရဲ့သတင်းရှိသားချက်အရသိရပါတယ်အောက်တိုဘာ10ရက်နေ့ညပိုင်းအထိတော့စစ်ကောင်စီဟာပုံတိုးရမှာဘာရာမော်တာအုံပြုတ်ပုံချိတ်ခဲ့တဲ့ကိစ္စပေါ်ဘာမှတ်ချက်မှမပေးသေးဘူးလို့လည်းနယူးယောက်တိုင်းကဖော်ပြပါတယ် ဒီတိုင်ရဲ့ independent တရင်ဌာနက၆ဥမျိုးနယ်ထဲမှာလူပေါင်း100လောက်စုဝေးပြီးဖျောင်းနိုင်ထွန်းနေကြတဲ့ဘာသာရေးပွဲတော်တစ်ခုကိုပါရာမော်တာတွေကဘုံကျဲလို့24ဦးထပ်မနေသေးပြီး58ဦးတန်းရရခဲ့တယ်လို့យေတာထားပါတယ်ဆက်တက်ထားတဲ့ပါရာမော်တာ ပါရာဂလိုက်တာပေါ်ကနေဘုံနှလုံးကိုကျဲချခဲ့တာဖြစ်ကြောင်းပြန်တန်းနိုင်တဲ့အဲ့ဒီရှင်တွေမှာစစ်သား၃ဦးထိစီးနင်းလိုက်ပါနိုင်ကြောင်း Independent ကဖော်ပြခဲ့ပါတယ်။ BBC ရဲ့သတင်းမှာဖော်ပြထားတဲ့အသေးပြောက်ကိန်းကနန်းတွေကလည်း Independent နဲ့တူညီမှုရှိပါတယ်။ပါရာဂလိုက်တာနဲ့ဘုံကျဲတိုက်ခိုက်မှုဖြစ်စဉ်မှာထိခိုက်သေးခြင်းမှုကိန်းကနန်းနေနဲ့ပတ်သက်ပြီးသတင်းဌာနတွေရဲ့ဖော်ပြချက်တွေကတော့ကွဲပြားမှုတွေရှိခဲ့ပါတယ်။ မီထရိုတရင်ဌာနကတော့စုစုပေါင်း40လောက်တည်ပြီး80လောက်ဒဏ်ရာရခဲ့တယ်လို့យေတာထားပါတယ်။အဲ့ဒီကိန်းကနန်းဟာလုံခြုံရေးရနမဲမဖော်လို့တဲ့မီထွန်းပွဲတော်စီစဉ်သူတဦးစီကနေရရှိထားတယ်လို့မီထရိုကဆိုပါတယ်။စက်တက်ပါရာဂလိုက်တာချင်းကလာလာကိုတရိထားမိလို့ဝဲစီစဉ်သူတွေကလူလူကိုရေးပေါ်တရိပေးခဲ့တဲ့အတွက်၃ပုံ၃ပုံလောက်ကဘေးလွတ်ရာကိုတင်းချောင်းနိုင်ခဲ့ကြကြောင်းဒါပေမဲ့တိတ်ဆုံးခဲ့ကြတဲ့အထဲမှာကလေးတွေလည်းပါဝင်ပြီးခန္ဓာကိုယ်တွေပါအပိုင်းပိုင်းပြက်ကုန်ကြောင်းမီထရိုရဲ့ တင်းမှာပါရှိခဲ့ပါတယ်။အေဂျင်စီအားတင်းဌာနကတော့တိုက်ခိုက်မှုကြောင့်တည်ဆုံးသူအရေးအတွက်ကို20ကျော်လို့ဖော်ပြခဲ့ပြီး AI ရဲ့မြန်မာနိုင်ငံဆိုင်ရာသူတေသည်ဂျိုးဖရီမန်ရဲ့အဆိုကိုပါထည့်သွင်းရေးသားထားပါတယ်။ ဖရီမန်ကစစ်ကောင်စီကအာဏာကိုပုံမှုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ဖို့အတွက်ယခုနှစ်ကုန်ပိုင်းမှာတစ်ဖက်သက်ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေရင်တစ်ချိန်တည်းမှာပဲဒေါ်လာကြီးအင်အားစုတွေလှုပ်ရှားတဲ့ဒေသတွေကိုရရဆက်ဆက်ဖြိုခွင်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ပြောကြားသွားပါတယ်။အသေးအပြောင်ကိန်းကနဲတွေကိုတိတိကျကျအတိမပြုတ်နိုင်သေးကြောင်းပါရာမော်တာတွေဟာအရတားဧရိယာတွေပေါ်ပုံးနေတခြားဖောက်ခွဲရေးပစ္စည်းတွေကျဲချဖို့စစ်တပ်ကပုံမှုချက်တွေအသုံးပြုလာတဲ့ရင်းအမျိုးအစားဖြစ်ကြောင်းလဲအေဂျင်စီကဆိုပါတယ်။ WION သတင်းဌာနကတော့အသေးပြောက်စင်းကို40ကျော်နဲ့တန်ရာရသူ49ဦးလို့ဖော်ပြခဲ့ပါတယ်။မြန်မာနိုင်ငံအလယ်ပိုင်းမှာဘာသာရေးပွဲတော်တစ်ခုနဲ့အာဏာသိမ်းမှုစန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုပြုလုပ်နေစဉ်အတော်တွင်ပါရာဂလိုက်တာတွေနဲ့ပုံချေတာခံခဲ့ရပြီးခြေကွဲစရာဖြစ်ရဆိုမျိုးဖြစ်ပြောင်းလဲသွားတယ်လို့ WION ကရှင်းသားထားပါတယ်။သတင်းချုပ်မီထုံပွဲတော်နဲ့တူစစ်ကောင်စီကိုစန့်ကျင်တဲ့ဖျောင်းနိုင်မီထုံကြီးဆန္ဒပြပွဲတစ်ခုကိုပြုလုပ်နေတဲ့ချိန်စက်တပ်ပါရာဂလိုက်တာကလူ တ်ထဲဘုံနှလုံးကျဲချသွားတာလို့ပြည်သူ့ကာကွယ်တပ်မတော် PDF အရာရှိတဦးရဲ့အဆိုကို WIOR က WION ကကိုးကားထားခဲ့ပါတယ်။ AFP သတင်းဌာနမှာတော့အမည်မဖော်လို့သူအမျိုးသမီးတို့ကိုဆက်သွယ်မေးမြန်းထားခဲ့ရမှာအခမ်းအနားစီစဉ်သူတွေကပါရာမော်တာပြန်တန်းလာနေတာကိုလူတွေစီအမြန်လိုက်သတိပေးပြီးလူစုခွဲစီခဲ့ပေမယ့်အဲ့ဒီအချိန်မှရင်တစည်းကလူအုပ်ပေါ်ဖြတ်ပြန်သွားခဲ့တယ်လို့သူတွေ့ကြုံခဲ့တာကိုပြောပြထားပါတယ်။ ဘုံနှလုံးဟာလူစုလူဝေးအလေကိုကြောက်ရောက်ပောက်ခွဲခဲ့ပြီးအများပြားသိကြခဲ့ကြောင်းပါရာမော်တာကထွက်ခွာသွားပြီးဆိုတာသိကြတာနဲ့ဒဏ်ရာရသူတွေကိုဒေသခံတွေကကူညီဖို့အပူတပြင်းစ조사ခဲ့ကြကြောင်းသူကဆိုပါတယ်ပောက်ခွဲမှုကြောင့်ရုပ်ပြက်ဆင်းပြက်ဖြစ်သွားတဲ့တချို့အလောင်းတွေဟာဘယ်သူဘဝခွဲခြားဖို့တောင်းခက်ခဲသွားတယ်လို့လည်းဒေသခံတွေကမှတ်ချက်ပေးခဲ့ပါတယ်နောက်တနေ့မနက်ထိရသားတွေဟာအလောင်းတွေကပြက်ထွက်နေတဲ့လူခန္ဓာကိုအစိတ်ပိုင်းတွေကိုလိုက်လံစူးစီးကောက်ယူလို့မပြီးနိုင်အောင်ဖြစ်နေသေးတယ်လို့အမျိုးသမီးက ဆိုပါတယ် BBC သတင်းဌာနကစစ်တပ်ဟာလေကြောင်းတိုက်ခိုက်မှုတွေကိုပုံမှုချက်ထွေအသုံးပြုလာချိန်မှာလေယာဉ်နဲ့ရဟတ်ယာဉ်မလုံလောက်မှုအတွက်အစားထိုးနည်းလမ်းဖြင့်ပါရာမော်တာတွေကိုကျယ်ကျယ်ပြန့်ပြန့်အသုံးချလာနေတယ်လို့ဖော်ပြခဲ့ပါတယ် တရင်ကျော်လာပညာမိထုံးပွဲကျင်းပရင်ဆန္ဒပြရမှာစစ်ကောင်စီရဲ့အတ္တမစစ်သားအသည့်စုဆောင်မှုတွေကိုစန့်ကျင်တာစစ်ကောင်စီကကြီးမှုမဲ့ရွေးကောက်ပွဲကိုကန့်ကွက်တာဖန်စီထိန်သိမ်းခံထားရတဲ့နိုင်ငံတော်တိုင်းမင်ကန်ပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်တောင်းဆိုတာတွေလှုံ့ဆော်ခဲ့ကြရလို့လေနိုင်ငံတကာသတင်းဌာနတွေမှာရေးသားထားခဲ့ပါတယ်အိန္ဒိယသတင်းဌာနဖြစ်တဲ့ Time of India သတင်းဌာနကလည်းစီမီထုံးပွဲပြုလုပ်နေတဲ့နေရာကိုစစ်တပ်ကဘုံကျဲလို့ပြည်သူ၄၀လောက်သေဆုံးပြီး၈၀ဝန်းကျင် င်ဒဏ်ရာရခဲ့တယ်လို့ဖော်ပြပါရယ်ဒါပေမဲ့စစ်တပ်ကိုကူညီနေတဲ့တရုတ်နိုင်ငံကတရုတ်အစိုးရပိုင်းသတင်းဌာနတွေကတော့စစ်တပ်ဘုံကျဲလို့နှီးထွန်းနေတဲ့ပြည်သူအများအပြားသိဆုံးခဲ့တဲ့သတင်းကိုဖော်ပြကြတာမတွေ့ရပါဘူး